ားတာစိတ်အခမ်းမတင်ဖြစ်လို့ပြဿနာဖြစ်ရာကနေအလုံးထုတ်ခံခဲ့ရပြီးတဲ့နောက်လိုင်းဘော်ကနေမကြေမနက်ပြောဆိုခဲ့မိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးရန်နာပီကေထွန်းစိန်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ဘိုးကျပြူခင်းတို့ဇနီးမောင်နှံနေရာကိုတောင်းပန်ပြီးသွားပြီးမို့နှစ်ဦးနှစ်ဖက်ပြန်လည်အဆင်ပြေသွားခဲ့ပြီးဖြစ်ကြောင်းအားလုံးသိအောင်ပြောပြလာခဲ့တဲ့ဗီဒီယို မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တုန်းကတရုတ်ဆောင်ဘူဇာပြုခင်ရဲ့ရန်နာပီကေထွန်းဆယ်ရွှေရန်နာဆိုင်မှာဘူဇာပြုခင်ရဲ့ခင်မုန်းဖြစ်သူအကိုထွန်းနဲ့ဆိုင်ဝန်နဲ့အမျိုးသားကောင်လေးတယောက်တို့အချင်းများကြရာကနေထိုးကျိတ်တဲ့အထိဖြစ်သွားခဲ့ပြီးတော့ဝန်ထမ်းကိုအလုပ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။အဆိုပါဝန်ထမ်းကသူ့အပေါ်မှာပြုမှုခဲ့တာတွေအတွက်မကျေနပ်လို့ဆိုပြီးတော့လိုင်းပေါ်ကနေပြောကြားခဲ့ရာကနေတရားစွဲဆိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အခုတော့နှစ်ဦးနှစ်ဖက်တောင်းပန်စရာရှိတာတောင်းပန်ပြီးတော့အဆင်ပြေကျေနပ်သွားကြပြီဖြစ်တဲ့အကြောင်းလူမှုကွန်ရက်စာမျက်နှာကနေအခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အခုကတော့ပြောလို့ရှိရင်ဒါစိတ်လိုက်မှန်ပါဖြစ်တယ်ဗောနောကိုစိတ်ကိုမထိန်နိုင်တဲ့အကြောင်းဖြစ်သွားတဲ့ဟိုပြဿနာတစ်ခုပေါ်မှာပေါ့အရင်လည်းကြီးသွားတယ်ဒါပက်ပလစ်မှာလည်းတော်တော်ကြီးကိုပြတ်နှံ့ပြီးတော့နှစ်ခါလုံးတော့ပြုံးပြုံးဖြစ်နေတာနော်။ဒါတို့ကဖြစ်ဖြစ်ဒါတင်ရက်ဘက်ကလည်းဒါအမတို့အာဆက်တွေ့လာပြီးတော့ တက်တော့မှလည်းတောင်းမှန်တာကိုနားလေဆက်သွယ်လာပြီးတော့ဓာတ်ပုံပြီးတော့ဒါပြီးတော့အဲအင်းလိုက်ပြောဆိုတောင်းမှန်နေတော့မာရီယာကျေးဇူးတင်တယ်မာရုအင်းရလည်းဒါလုံးဝဟိုမျက်နှာစင်းတဲ့စိတ်မရှိဘူးကြောက်နေတယောက်ပြည်ပြည်လည်လည်းပဲပေါ့နော်ကြောက်နေတယောက်ဟိုထိခိုက်စီခြင်းနဲ့ဆန္ဒမျိုးလည်းမရှိဘူးဟိုမာရုအခြေစီကဖိရမယ်လို့လည်းမဟုတ်ဘူးဟုတ်တယ်မလားဒါမှလည်းအကိုရဲ့ဝန်ထမ်းဆိုတော့တန်ရုံးစင်ရှိရမှာလို့ဘလောက်တောင်မှအစီအပြေပြီးတော့ပြောပြကြတယ်ဆိုတာကိုလူတွေအားလုံးလည်းသိတယ်၊ဉာဏ်လည်းသိတယ်၊မားတို့လည်းသိတယ် ဒီတော့ပုံမှန်ရင်တော့မပြောကြသွားကြလားတာဆက်ကြတော့ဒါအကုန်လုံးအပြည့်နေတာဒါဟိုစိတ်ခက်မသိလို့ဖြစ်သွားတဲ့ကိစ္စလေးခုပုံမှန်ဘယ်လိုမျိုးပြည့်ပြည့်လေးလေးသိရှင်းလိုက်တာကောင်းတယ်လို့အမတော်ပြောတယ်နော်ဟုတ်ကဲ့ပါကျွန်တော်လည်းမှတ်ရအောင်ကတော့ဒီတောင်းမှဘောပဲဒီကွာကြအမားတော့ကတော့ဒီတောင်းမှလာမှလည်းမဖြစ်အောင်ပေါ့နော်အဲ့ကြောင့်လည်းစဉ်းစားတော့လည်းတော့တောင်းပါပေါ့အမားအရင်ကဟိုဟိုတောင်းဟိုပါပေါ့လာပြီးတော့တောင်းမှလည်းဆိုတာတချို့ကလည်းပြောကြမှာပေါ့နော်အာဒါကသူကအမှုခွင့်လားလို့ကြောက်လို့ ။ဘာဖြစ်လို့တောင်းမှန်လိုက်ရတာမျိုးဆိုတာမျိုးစိတ်တွေကုစိတ်တွေကမပါဘူးနဲ့ဟိုဖီယာပိခံလို့တောင်းမှန်ရတယ်ဆိုတာမျိုးမှတော့မဖြစ်စေချင်ဘူး။အခုကဒါရရန်ရန်နောက်ကြည့်တာကမှအတိရဲ့။ဒါမှလို့တော့ဒီရှိကလက်ပင်းနဲ့တူပြီးတော့ဒါရရန်ဆိုရလဲစိတ်ကဟိုလက်သက်စိတ်အခုခုဆိုစိတ်ရရန်ဆက်တဲ့မျိုးဆိုတော့ဖြစ်သွားတာတကယ်တော့စိတ်ကြီးသွားတဲ့အချိန်မှာအပြောင်းအလဲပြောက်တော့ဘာပြဿနာမှမရှိဘူး။ เนาะไอ้တော့ကြောင့်လို့လာတောင်းမှန်တဲ့အချိန်မှာညီရတကယ်စိတ်ရင်းမှန်တဲ့တောင်းမှန်တာအဲ့တော့လည်းအမကျေးဇူးတင်တယ်ဒါမှမဖြစ်တဲ့မဲ့ဖြစ်သွားတဲ့ကိစ္စကိုအမလို့လည်းမဖြစ်ချင်အဲ့တော့လည်းစိတ်မတောင်းဘူးပြန်ဒီလေးစားရတယ်ကြီးကြီးကျက်ကျက်ဖြစ်ရမှန်းဒီစားရတယ်မဟုတ်ဘူးပြန်မှာညီလေးဘက်ကကျတော့လည်းညီလေးကဝန်ထမ်းနေရှိမှာဟိုအလုပ်ထောက်ခံရတဲ့ဆိုတော့ဒီကကိုလည်းနားလေအဲဒါမှကိုလို့ကြောင်တယ်ကိုလို့စီးနေစီးကန်းနဲ့မတိုက်ဘူးလို့လောက်ကြားတဲ့ကြောင်ရင်းရှိတော့ကြတော့နားလည်းဟိုတယောက်နဲ့တယောက်နားလည်းမမြင်ကြဘူးရှိမှာပေါ့ဟုတ်တယ်ဟုတ်တယ် ဟိုညီလေးဘက်ကလည်းဟိုညီလေးတို့အတိတ်ကလည်းညီလေးတို့ပဲကြီးတဲ့ပဲကြားရတယ်ညီလေးတို့ပြောတဲ့အကြောင်းအရာကနောက်ဆက်တွယ်ဆိုကျူးကိုခပိတယ်လို့ဟိုကောင်းတာမှန်တာတဲ့လူကနောက်ဆက်စကားနားတော့မှာဟုတ်တယ်မလားဟုတ်ညီလေးအပြောရှိပဲလဲမှန်တယ်မဟုတ်ဘူးလူကြီးရယ်မှန်တယ်အဲ့ဒါညီလေးဘက်ကလည်းဆိတ်ရှင်းဖို့လိုတယ်လမ်းတွင်ကတော့နောက်ဆုံးပြပလာညီလေးဟောညီလေးအဲ့လိုနှုတ်ဆက်ပြီးတော့မှပဲအချင်းမျိုးကြီးအဲ့လိုပုံစံမျိုးကိုကနေနေတာတော့ကျနေတာ မဒီရောက်နေတာလည်းစိတ်ကကြောက်လို့ဖြစ်တာပါပဲကြောက်ပြောင်းအဲဝင်လိုက်တော့ကြာကိုကလည်းမူးစူးစိနဲ့ဖတ်ပြီးချိုးတော့ကြာပျော်သွားတာလားလို့မဲဘာမှမဖြစ်ဘူးအရင်ကဒီတိုင်းမှာတော့ကလုပ်ငန်းအမရဲ့မြူသားကျတော့အရင်ကကဟိုလုပ်ငန်းကိဝန်ထမ်းကိစ္စတွေဝန်ပပါလို့ပြောတာပဲရှိရအလုံးနဲ့အေးစစ်စစ်ပဲလူတိုင်းနဲ့ကိုကကိုကကျတော့ဝန်ပပါဝန်ပပါကိုရဲ့မျက်နှာနေသားနဲ့ပုံမှန်ကတော့သူများအမြင်ကတ်ချင်တော့ကတ်ချင်စရာဘာလို့လဲဆိုတော့ကျွန်တော်က စီးပွားရေးလောက်က23နှစ်ကနေခု26နှစ်ကြည်ကတောက်လျှောက်ကကျွန်တော်ဥပကကျွန်တော်တော်ရဲတောင်းနေမှာတောက်လျှောက်အလုပ်ပဲ36လောက်ရန်ငယ်ချင်း26နှစ်တယ်နဲ့ကြော်ရတော့တော့တော်ရဲပဲလို့တော်ရဲပဲလုံးလုံးလာတော့ကျွန်တော်ဥပကကျွန်တော်မျိုးပေါ်ရည်ပြရမလားဟိုဖွေကျူထေးကျူမလုပ်တော့ဒီတိုင်းမှာဝန်ထမ်းကစားလဲခုမိသားစုလိုပဲခုဒီပုံကလည်းဝင်တော့ရရှိတော့တယ်ပြင်ဆုံးမှတယ် သုံးပါးကဘလုံးဝင်တန်းနေမှလည်းကတည်ကြီးပဲအိမ်မှာနေတဲ့ဝင်တန်းလည်းအပြင်အလာတဲ့ဝင်တန်းနဲ့မင်းတို့ဘယ်တော့မှတရားနဲ့တရားတော့ဘဝအပေါ်စီကနေဆက်ဆံတာဟောအထက်ကနေဆက်ဆံတာပြီးတော့အိမ်ကဝင်တန်းနေမှလို့မင်းတို့ကအခွင့်အရေးပို့ယူပါရင်လုံးဝလုံးဝမရှိဘူးနော်ငြင်းတမ်းပြပြောပြီးတယ်စိတ်ထဲမှာရှင်းနေမလားရှင်းပါလားဟုတ်ကဲ့လူတို့ကမဖြစ်တဲ့နဲ့ ဟိုကိစ္စလေးတပြောလို့ရှိရင်ကိုကိစ္စတိတိလေးဘာမှမဟုတ်ဘူးဒါအဲ့လိုမျိုးဟို online ပုံမှာပြက်နေတော့တော့ဟိုချဲ့ကားပြီးကုန်ပြီးချဲ့ရရင်များသွားတော့ပြီးတော့အဲ့လို comment ကြီးတောင်းလို့ကိုက comment ကြီးပြလိုက်တော့ဟိုချိရင်စိတ်ကမှပိုစစ်လူသွားတာမျိုးပိုဝါဖြစ်သွားတာမျိုးလုံးလုံးပြောက်ပြေးတဲ့လူတွေရှိတယ်ထူးခြားထူးခြားမဲ့လူတွေရှိတယ်ဒါတွေကြောင့်လို့ကဖြစ်တာတကယ်တော့ဒီ social media ဆိုတော့ဘာမှမဟုတ်ဘူးတော့ရရတာနဲ့လည်းဖြစ်ရှင်းလို့မရဘူးပြန်စနေနေတာကြည့်ပြီးတော့မှဇာတ်ကိုမတွေ့ကြပါနဲ့ကျွန်တော်အနေနဲ့ မြင်လာတယ်။ဘုရားကျွန်တော်မြင်တာ origin နဲ့ပါ origin နဲ့ကိုတော့ origin နဲ့ကိုတော့ကျွန်တော်မိမတော့တောင်းမျိုးမပြရတော့ဘူး။ဒီပါလည်းပါအောင်ပြောရရင်လူတွေကျွန်တော်ကမြတ်တန်တယ်ပဲဆက်ဆံဖို့အတွက်ကျွန်တော်မိပါငငယ်လေးကလေးအတင်ပြီးခဲ့တာပါ။ဒါအဲ့တော့ဟိုပါဘောအမားတော့အကုန်လုံးပြေးလဲစီခြင်းလဲပါတော့နော်ပြီးတော့လို့ဖြစ်သွားတဲ့ပြဿနာဖြစ်သွားတဲ့ချိန်မှာလည်းမမရှိဘူးဆိုင်ထဲမှာမရှိဘူးဆိုတော့ကိုယ်ကကြားထဲကနေပေါ့ဟိုဘယ်လိုလေးဖြစ်တင်နေဘယ်လိုလေးအဆင်ပြေတင်နေဆိုတာလေးပေါ့ เนาะအားကြောင့်လို့ခေါ်ပြီးတော့ဒါဟောလဲလာမယ်ဆိုတော့ညီပြစကားပြောလိုက်တော့အားလုံးနဲ့စဉ်းစားသွားပါဘောကြီးကွာလည်းစဉ်းစားပြီးရဓာရီကိုတော့မှကိုကလည်းဓာရီကဘလို့စဉ်းကြောင်းလို့ပြရမယ်မိမကတော့လာလို့ရှိရင်သူ့မှာကြောက်နေရှာမှာတဲ့ဟိုဟာသူအခုခုပေါင်းနေနေမှာခေါ်ခဲ့မှာဗောလို့ကြောက်စရာမလိုပါဘူးလို့ငါအဲ့လိုမျိုးငါတို့ဒီဓာနဲ့ငါတို့စိတ်ကနေသူ့ကိုလည်းသိရဲ့အဲ့လိုသူကလည်းသူတော့သူ့အတွေးတော့တစ်ခုတော့ဝင်မှာဗောလို့ဒါဆိုရင် ဘာမှဖြစ်ဆရာဆောင်မရှိပါဘူးလို့ပြောချင်တာတကူကပေါင်ပေါင်လေးဆုံးမပြီးတော့မှညီလေးနဲ့နောက်ကြတော့အများကြီးလို့အောင်ပါအဲ့ချိန်မှာညီလေးလည်းပြင်ညာလာကြတယ်ဟုတ်အဲအခုဒီလုံးမှာဒီလိုတွေးလိုက်တဲ့အကြောင်းရင်းလေးဒုက္ခလေးကိုကိုယ့်ရဲ့နှုတ်ပြောဆိုဆိုလေးရဲ့ပြောတာဆိုတာလေးရာစာကိုစဉ်းမြင်လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဘာပဲပြောအလုပ်တစ်ခုလုံး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 ရှင်းရဆိုရင်သူနာရီရဲ့ ြောတာဆိုတာဆက်ဆံတာဘူးကကောင်းရင်ပြုလုပ်တာမကောင်းရင်ဆိုကိုမကြည့်အောင်လုပ်တာအဲ့လိုဒီမဲ့ဟုတ်ကဲ့ပြောတာပေါ့နော်ပြောလို့ရှိရင်ဟိုဖြစ်တာပြဿနာဒါမှမဟုတ်ဗျဉံနဲ့နှစ်ယောက်တည်းနှစ်ပတ်တည်းပဲဖြစ်ကြတဲ့ပြဿနာဒါပဲအွန်လိုင်းပေါ်မှာတင်လိုက်တဲ့ခါကျတော့ဟိုများပြည်သူလည်းစိတ်နှောင့်ယှက်တော်တော်လေးဖြစ်သွားစီတယ်ပေါ့နော်အဲ့ကွက်လည်းကြည့်ကြတယ်တော်ကြည့်ကြတယ်ပူချောင်းစိတ်နှောင့်ပြဖြစ်သွားတယ်ဟိုကြည့်ကြတယ်တော်တော် တမားတွေပုံလုံးကိုလည်းတောင်းပန်ပါတယ်လို့နော်စိတ်ကောက်ကြတယ်ကိုကျတော့နောက်ဆက်လေးတိုင်းပြီကျွန်တော်ဟုတ်ကဲ့တမားတွေအချိန်ဖြုံးပြီးတော့ဖြစ်သွားတယ်ကျွန်တော်တို့ဖြစ်ပြနေတာတွေကိုမမဟုတ်ပါဘူးနောက်ဖြစ်ဘယ်မှာပဲပြဿနာဖြစ်ဖြစ်ဘယ်သူပဲပြဿနာဖြစ်ဖြစ်ကိုမိသားစုကိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်နှစ်ဖက်ရဲ့အကောင်နားထောင်ပြီးမှဆုံးဖြတ်ပါတစ်ဖက်ကပြောတယ်ဆိုတာလေသူ့ရဲ့စိတ်ခံစားခြင်းနဲ့သူပြောတာသူပြောခြင်းအပြောမဲ့သူဆိုခြင်းအဆိုမဲ့ အမှန်တဝက်ပါသလိုအမှားတဝက်ပါရင်ပါမယ်အကုလုံးမှားရင်မှားသလိုအကုလုံးမှန်ရင်မှန်နေမယ်ဒါပေမဲ့နှုတ်နှစ်ဘက်ကိုနားထောင်ပြီးမှဆုံးဖြတ်လို့ရှိရင်အကောင်းဆုံးပဲအခုကကျွန်တော်ယင်ရကြတော့ကျွန်တော်ကကျွန်တော်ညီလူနေတဲ့လူဆိုတော့သူ့ကိုလည်းဘာတစ်ခုမှဒုက္ခရောက်စေခြင်းနဲ့ဆန္ဒမရှိတဲ့လူသူ့တက်လန်းတွေအတွက်လည်းပိတ်သွားဖို့ဖြစ်စေခြင်းအဲ့ဒီတော့သူ့ကိုလည်းအခုကျွန်တော်လူမျိုးတွေကြိုးဆိုရဲကောင်းကောင်းမွန်မွန်သူ့ကိုဆုံးမရဲဆုံးမရဲဆိုတာနောက်ကြလို့ရှိရင်ဒီလူစကားပြောလို့ဆိုတာစင်ကျင်ဖို့လေ ဆိုရှယ်မီဒီယာဆိုတာဟိုပုံမှန်တုံးနေတဲ့အကောင့်စင်းရပြဿနာမရှိပေးသူတွေပါရရှိတယ်ပေးသူတွေကတော့သူတို့ရေးချင်လို့ရေးသူတို့ပြောချင်လို့ပြောမယ်ပြောတဲ့အခါဖက်လဲဆိုရင်ကျွန်တော်တို့အတွက်မကောင်းတာပြောသလိုသူ့ကိုမကောင်းတာရှိနေမယ်ကာယကံညောင်ရဖြစ်ဖြစ်နေတဲ့အကြောင်းရကြတော့အဲ့လောက်ကြီးမကြီးကျယ်ဟိုကမဖြစ်ဘူးဒါပေမဲ့လူတွေရဲ့အမြင်မှာကြတော့အမျိုးမျိုးအမြင်မြင်တာအမျိုးမျိုးပေါ့အဲ့လိုဆိုတော့อืม ပေးတယ်မှာပြီဆိုတော့ကောင်းပါတယ်။ကောင်းပါတယ်။အဲ့လိုပဲဒီလက်ပြေးဥလက်မီယာကိုနှုတ်ဆက်နော်ကြာလာ။ဒါစေတမရှင်တာငါတို့ကဟိုဟာမိမနဲ့ဘုန်းနဲ့မင်းတို့ဆိုင်ထဲမှာဆက်ဆံနေပြီးရမှာ။ကိုယ့်ရဲ့မျက်နှာကတော့အတိုင်းပဲ။ကိုယ့်ဘုံငယ်မှာမပြုံးတတ်တာဘူး။ကိုယ်ကအလုံးများတော့ကြတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကြည့်လာအလုံးကမှ cleaning ရမျိုးဆိုင်ထဲမှာဝင်နေပါလိမ့်မယ်။တောင်းတာဝင်မပါဘူး။ဘာလို့လဲဆိုတော့ ိုသူ့အနေနဲ့သူအစင်းစင်းလေးရှိရလေမိမဆင်ကပို့ပြီးတော့မှမင်းနဲ့ပြောရဲဆိုရဲဟုတ်တယ်မလားဘလိုလေးလုပ်ဘလိုလေးကာလို့ရှိရဲကိုကကျတော့ဟိုလုပ်ငန်းကြီးလောက်တာတော့ကွာဒီကလေးနဲ့မပြောချင်တာတော့မဟုတ်ဘူးကိုအတွင်းနဲ့ကိုကနဲ့တင်သူကကိုကဟိုလောက်တယ်အလုံးများနေလို့ကျတော့မပြောနိုင်ဘူးပြောတဲ့အခါကျရင်လည်းညီလေးတို့တယောက်ချင်းစီပြောတဲ့အခါကျရင်လည်းအခုဘလိုပြောလဲကောင်းကောင်းပဲပြောရမယ်ပြေးရမလား အော်ဒါလေးဝင်တယ်ဒီလိုတော့ပြင်တော့ကိုယ့်ရဲ့ကိုယ်ကိုယ်ဉာဏ်ရည်ကိုပြင်တယ်ဟိုဘာလို့လဲရှည်ရှည်လို့လည်းဆူတယ်ဆိုတာလေဆိုင်ထဲမှာဟိုအော်ဟစ်တာလေးရင်းဖြစ်တာလေးဆိုတာဘာမှကြောက်မှုလို့လည်းရတနာဆိုင်မရှိဘူးတော့ဒါမျိုးဆိုတာမဖြစ်တဲ့တော့အဲ့လိုဖြစ်တယ်ဆိုတော့ကိုယ်ကစိတ်စိတ်ပြကတော့ဒီဆိုးရပါတော့ဆိုးပြီးတော့ဆိုးပြီးတော့လုံးဖုံးလိုက်တာပါဒါပါပဲအဓိကတော့ဝန်ထမ်းချင်းချင်းညာဖြစ်တယ်ဆိုကလေးကဟိုဒါ မရှိတဲ့ပုံစံမျိုးလေးဖြစ်တဲ့ကိုရောရဲ့အားကြတော့ဟိုပါလေးဝန်ထမ်းတွေဟိုပါသာမိသားစုဂျင်းလို့စီလုံးသိချင်တာစီလုံးသိချင်တော့ပြဿနာတစ်ခုခုဖြစ်တဲ့ဆိုထုတ်လိုက်ဆိုတာဂျန်တဲ့လူတွေကနောက်ကြရင်လည်းသူမထုတ်ရင်ဆိုရင်ပြဿနာဖြစ်လို့ရှိရင်ဆိုရင်သူ့ရောအားကြမထုတ်ငါးကြထုတ်ပြဖြစ်မှာဆိုကျွန်တော်ကဝန်ထမ်းကောင်းမှန်သမျှဘယ်ဝန်ထမ်းကလွတ်ချင်လဲရန်ရန်ဆိုရင်လည်းလာဖို့ခွင့်မှာလေပြောစားပြီးတော့တော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုတော့ကျူးကြောင်းကတခါတည်းတိုက်ဆိုင်သွားတော့ ။ဟိုဒီကလေးတတော်မစွန်းနဲ့ဆိုကျန်တာလည်းမဟုတ်ဘူး။ကျွန်တော်ဟိုပါလေကလေးပုံကန်နေရဟိုပါလေပေါ့မတင့်တော်ရဘူးလေကလေးဖြစ်သွားလို့ရှင်ကြလို့ရှင်ကျွန်တော်ကကျတော့ကြည့်ပြီးသင်ပေးနေရလေဘိုးကကျတော့လည်းအဲ့လိုလူရှိပါလေအမဆိုဘယ်တော့တော့ပြောတဲ့သင်မမကမတော်မြအောင်နှစ်ခုရှိရပါတော့ဂျန်နာဗီတီထွန်းရဲ့ပူတာလူငယ်စာမေးနှစ်ခုရှိရအဲ့နှစ်ခုကလွှဲနေရင်ဘယ်တိတော့အကောင့်မှာမကနဲ့ ဲ့လိုပြောထားတာတော့ဟိုဟာဘုံကြီးရဲ့အကောင့်နဲ့နောက်ဟိုကဥပ္ပယ်ရဲ့အကောင့်ဆိုတာအစ်ထပ်ဖွင့်လိုက်ကိုရဖွင့်ပြီးသူကတော့မတူစုမကရဘူးအဲ့လိုမျိုးနောက်မမီတို့ကဒီဟိုဟာသမီးအကောင့်တစ်ခုလားအောက်ကလွဲလို့တခြားဘယ်အကောင့်မှမအဲ့လိုမျိုးဟိုထွက်သွားတာကကလာမယ်မမီလက်မခံဘူးပြီးလို့ရှိရင်ကလို့ရှိရင်လည်းအရင်အဲ့လိုလက်ပေါ်လေးမှာဖြင်းအရင်လို့ရင်ရလို့အဲ့လိုဆိုရင်မမီတို့ပြမအားဖြစ်လို့ရှင်ပြောတယ်မမ်တိုင်းတော့ဒီလိုမျိုးကြီးကြတော့မတည့်တော့ဘူးဒါမျိုးမကနဲ့ကလေးတို့ကမှအများအားဖြင့်ပြောတယ် ဒီလေရောဒီလေရောရကြဲကလည်းမရှိရင်မှရှိကျင်လည်းရှိမယ်မရှိကျင်လည်းမရှိဒါပေမဲ့ဟိုဟာကလေးလေးရဲ့ကပုံပြပုံကြီးကမတင့်တော်ဘူးဆိုရင်အကြတော့ဒီလေရောမဆုံးဖြတ်နိုင်ဘူးလေဟုတ်ကဲ့အဲ့လိုလေးပေါ့အညီလေးရောလည်းငယ်လေးရောကိုယ်လည်းအားကြီးတယ်ကွာဒါကြတော့ဒီလိုဖိတ်ချုပ်နေမှာပဲနောက်ကြမ်းလည်းအကောင်းဆုံးဘုရားနဲ့ကိုယ်ကျူးစာဘုရားနဲ့ကိုယ်ပါဝင်လို့လို့ပတ်စံကိုကြည်နေနိုင်ရင်လို့ဟိုကြီးကိုယ်လေးကိုပဲပြင်နေဟုတ်ကဲ့ဒါဆိုရင်နောက်ကြလို့ရှင် ဘောဆိုတော့ရောက်လာတယ်ဟုတ်ပါဘူးနော်ခုကလည်းညီလေးကိုကိုအာရမလာကောင်းတာလာပါလုံးနဲ့ချိန်ချောက်တော့ဘာမှမရှိဘူးတော့ဟုတ်ကဲ့ဒီတို့ကရှိရညီလေးကိုတို့ထိုင်ပြီးရှစ်ခုတောင်းမှမပြောရတော့မှဒီမှာကိုတို့ကလုတ်เสียမှာဘူးညီလေးပြောเสียရှိရသုံးမပြရှိရသုံးမဖို့တော့ပဲဒီလိုမလုံဘူးနောက်ဒီလိုစဉ်းစားဖို့ဆိုတာကိုပြောပြရ ။ယောက်ျားမဟုတ်တူတူရစိတ်ကမကောင်းဘူး။ဘာပဲစိတ်ကကိုလည်းတူတာပေါ့ကိုမကြဘူး။ပြရမလားကိုတိတ်တာညုံနိုင်နေရရမျိုးလေးဆိုတော့သူ့ဘက်ကတော့အလောက်ကြီးပဲညီမကြီးရမယ်။ဒီတို့ကြီးပြန်သွားမယ်လည်းပြန်သွားမယ်လို့လည်းပြောချင်တယ်။ဒါပေမဲ့ online ပြီးရတာဒီလေသူချိုးကောင်းတဲ့အမည်ရိုးကိုခံတာအဲ့ဒါဆိုတော့တွေ့ရတော့လည်းစိတ်မကောင်းလို့မြေတောင်ဝဲပြောလာနေပါနဲ့မအောင်။အားမျိုးဆုံးမှကျွန်တော် ဒီလိုအစားတွေအရလေကောက်ပါပါ့။ဟုတ်။အားလုံးပါသောက်။အဲပြီးကြရပြီးသွားပြီပါဆက်ချက်ပါနော်။ Patient ရှင်လေးနဲ့ဘုရားဆရာတော်နဲ့လည်းမင်းတို့ယဉ်ကြီးကြပါဆရာတော်ဒီမှာအားကြီးဟုတ်ကဲ့ကျွန်တော်လည်းအမှန်တမ်းပြောလို့ရှိရင်အဲ့ဒီစိတ်ကြီးကလေအရင်တော့ပုံမှန်ဆိုရင်လုံးလုံးတဲ့စိတ်ပဲရှိရကျွန်တော်အခုကြားထဲမှာဟိုဟာတော့ဒုံလက်ဝတ်တာတို့ပြရမလားအဲ့လိုဘုံเจ้าကြီးဖွားလိုက်တိုင်းဘုံကြီးတွေရဲ့ ဟိုဟာဆရာတော်ကြီးရဲ့ကျွန်တော်တို့သူတို့ပြောတဲ့တရားတွေပိုင်းကြီးတိုင်းမှာဆက်ဆက်ပြီးရောမှာပြုပြင်မှုကအများကြီးဖြစ်လာတယ်။ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အရင်ကဆက်ရှိရှိနဲ့ဤပြည်ပြည်ပါတော့ဟုတ်ကဲ့နောက်ပဲလို့မှာလည်းပြည့်စင်ပြီးပါသေးတယ်။ဟုတ်ကဲ့ပါကျေးဇူးပါ